ရိသတ်တို့အလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ကီမူပါဆိုတော့ဒီနေ့အစည်းအဝေးမစခင်မှာ channel ကို subscribe လုပ်ပြီးတော့ခေါင်းလောင်းနှိပ်ပေါ့ပြီးရင်ဒီနေ့အစည်းအဝေးကိုကျွန်တော်တို့ချစ်တဲ့အားပေးတယ်ဆိုရင်တော့ဗောရာတို့ VPN လေးဖွင့်ပြီးတော့ကြည့်ပေးကြခင်ဗျ Jesus Two ပဲတင်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ရက်ပိုင်းတင်ဆက်ခဲ့တဲ့ from season 1 BB ဆိုတော့ဒီနေ့မှ season 2ဆက်သွားမှာဖြစ်ပါတယ် season 1တော့အဖြေရှာမတွေ့ခဲ့တဲ့ပုံစံတွေဒီ season 2မှာဘယ်လောက်ထိအဖြေပေါ်လာမလဲကြည့်ရမှာပါ season 1တော့အကြောင်းနည်းနည်းပြန်နှွှေးရမယ်ဆိုရင်တော့ ဂျေမန်သူတို့မိသားစုနဲ့ဂျေးတို့ကပြန်လည်းမရှိတဲ့မကောင်းဆိုးအမျိုးကြီးကိုရောက်လာတယ်။အိုင်မာရင်သူတို့တွေနဲ့ဒီမျိုးမှာရင်ကလေးကပိတ်မိနေခဲ့တဲ့ရဲမှုဘွိုက်တို့လိုလူတွေကအိမ်ပြန်နိုင်မှုနီးလန်းရှာကြပါတယ်။ဂျင်းတို့ကရေဒီယိုနဲ့အပြင်ကိုဆက်သွယ်နိုင်မှုကြိုးစားမယ်မအောင်မြင်ခဲ့ဘူး။တပတ်မှဘွိုက်ကလည်းတိခေါင်းပေါက်တွေဝင်သွားကနေရေရင်းလုံးတွင်းထူတဲ့ကိုရောက်သွားခဲ့ပါတယ်။ဒါပြင်မျိုးတဲကိုဘတ်စကားစည်းပါထပ်ရောက်လာပြီးသူတို့မျိုးမှာလူတွေထပ်တိုးလာကြမှာပဲဖြစ်ပါတယ်။ Okay let's go season 2ရဲ့အစနေတဲ့အပိုင်းရှိုးရအောင်ပါခင်ဗျာ။ စီစဉ်သူရဲ့အဆမှာတော့တွင်းထဲရောက်နေတဲ့ bright ကိုမြင်ရပါတယ်။သူကတရားအများရှိမလားဆိုပြီးတော့အပေါ်ကိုအော်ဟစ်အကူကြီးတောင်းပေမဲ့ဘာတုံ့ပြန်မှုမှမရခဲ့ပါဘူး။အားနဲ့ပဲ bright ကတွင်းမော်သူ့ဟာသူတွေ့တက်ဖို့လှုပ်ပါတော့တယ်။ဒါပေမဲ့ဒီလောက်မတ်ဆောက်တဲ့တွင်းထဲကနေဒီတိုင်းတွေ့တက်ဖို့ဆိုတာကဘလို့မှမဖြစ်နိုင်တဲ့အတွက်ချက်ချင်းပဲအောက်ပြန်ပြုတ်ကျသွားပါတယ်။ bright လည်းဒေါသထွက်ပြီးတော့အော်ဟစ်နေတော့တာပါ။တမမတော်မျိုးရဲဝင်လာတဲ့ဘတ်စကားပေါ်မှာအေဂျင်ဆိုတဲ့လူတယောက်ကတချင်းနားထောင်ပြီးတော့လိုက်လာတာဖြစ်ပါတယ်။သူကပြင်ုံကြည့်လိုက်ပြီးတော့ဒီမျိုးရဲရောက်နေရကိုတီသွားပြီ ထိတ်လန့်သွားခဲ့ပါလေအားနဲ့သူကချက်ချင်းထလာပြီးတော့ကားအုပ်ရက်လိုက်လို့ပြောလိုက်ပါလေကားပေါ်တခြားလူတွေကတော့သူတို့ဘယ်နေရာကိုရောက်နေမှန်းမသိသေးတဲ့အတွက်အဲဂျင်ကိုကြောင်တောင်တောင်နဲ့လူလားဆိုရယ်ပုံနဲ့ကြည့်နေခဲ့ပါလေလူတယောက်ကအဲဂျင်ကိုတားဖို့လုပ်နေပြီအဲဂျင်ကအဲလူဘုံအန်ချလိုက်ပြီးပါတော့တယ်အဲနောက်ကားသမားလည်းကားကိုထိုးရက်ပစ်လိုက်ပါလေကိုလိုနီအိမ်ကြီးမှာတော့ဂျိတ်တို့ကရေဒီယိုပစ္စည်းတွေကိုအိမ်ထဲအမြန်သွင်းဖို့လုပ်နေကြတာပါအိမ်ထဲမှာလည်းမီးလုံးတွေကတလုံးမီးလုံးပေါက်ကွဲနေပြီးဖန်ခွဲစားတစ်ခုကမြို့သမီးတယောက်ရဲ့ညက်လုံးကိုတွားပြီးတော့စိုက်ပါလေ အဲလိုနဲ့ခရစ်စတီကသူ့ကိုဆေးကုပေးဖို့လှုပ်ပါတော့တယ်။တမမဂျိတ်ကပစ္စည်းတွေတဲပြီးတော့အိမ်ထဲကိုပြန်ဝင်မဲ့အချိန်မှာဘတ်စကားစီမျိုးတဲရောက်နေတာကိုမြင်လိုက်ရတော့တာပါ။အဲဒီမှာဂျူလီကလည်းသူ့ဖေရုပ်တရက်ဘာလို့ထွက်ပြေးသွားလဲလို့ဒေါနာကိုဇက်တိုက်မေးနေတာပါ။ဂျူလီတို့ကရေဒီယိုကလာတဲ့အတန်ကိစ္စကိုမသိသေးပါဘူး။ဒေါနာမပြောပြတဲ့အတွက်ဂျူလီကသူ့ဖေနဲ့အမေအစဉ်ပြေလာကြည့်ဖို့အတွက်ဂိုလွန်ဒီအိမ်ထဲကနေပြေးထွက်သွားပါလိမ့်။အဲလစ်ကလည်းဂျူလီကိုလိုက်ခေါ်ဖို့အတွက်ပြေးလိုက်သွားပါလိမ့်။ ိမ်ထဲမှာတော့တော်တော်ရုပ်သေးတွေဖြစ်နေပြီးတော့ဖာတီမာကအီတန်လေးကိုအိမ်ပေါ်တက်ကိုခေါ်သွားခဲ့ပါတယ်။ဂျေးကလည်းဒေါနာကိုအော်ခေါ်ပြီးတော့မြို့ထဲကိုဘတ်စကားစီးရောက်လာပြီးလို့ပြောလိုက်တဲ့အတွက်ဒေါနာလည်းစိတ်ညစ်သွားပါတော့တယ်။ဂျင်းကတော့မြေအောင်ခန်းထဲကိုဆင်းလာပြီးတော့တပီတာတယောက်အပျက်စီးတွေအောက်မှာပြီးမိနေတယ်လို့ထင်တဲ့အတွက်အပျက်စီးတွေကိုဖယ်ဖို့လုပ်နေတာပါ။တပီတာကိုတော့ဗီတာကမြေအောင်လိုင်ကောင်းကြီးတစ်လျှောက်ခေါ်လာခဲ့ပါတယ်။ဗီတာကစကားမပြောဘဲသတိပေးပြီးတော့မကောင်းဆိုးရတဲ့နိုးသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ ဒီနေ့ကမကောင်းဆိုးရည်နေတဲ့နေရာဖြစ်ပြီးတော့မနက်ပိုင်းဆိုသူတို့ကဒီထဲမှာလာပြီးတော့အိတ်ကြတာပါဒါပေမဲ့ဗစ်တာကသူ့အပြင်ရောက်မဲ့လမ်းကိုသိတယ်လို့ပြောလိုက်ပါတယ်အဖြူအောင်ကောင်လေးကဗစ်တာကိုလမ်းပြထားတာဖြစ်ပြီးတပီသားကိုဒီမှာစောင့်နေဖို့လဲမှားထားတာပါအဲနောက်တော့ဗစ်တာနဲ့တပီသားတို့ဂိုက်ကြီးဆက်လာကြပါတယ်ခရစ်စတီယာနိုမျိုးလုံးမှာဖန်ခွဲသားဆိုင်နဲ့အမျိုးသမီးကိုကုသပေးနေပြီးဒိုနာဘတ်စကားပေါ်ကလူတွေကိုသွားခေါ်ဖို့ပြင်ဆင်နေပါတယ်ဒီကိုစားအောင်ခါစားလူတွေကဒီညအကြောင်းကိုပြောပြရင်လက်မခံနိုင်ဖြစ်ကြပြီးတော့မကောင်းဆိုးရဆိုတာကိုလဲမယုံမကြည်ဖြစ်တတ်ကြပါတယ် ဒီတော့သူတို့ကိုဒီနေရာအကြောင်းလက်ခံလအောင်တော်တော်လေးကိုနားချကြရအောင်ပါပါဒိုနာငါတို့တော်တော်ခက်တွေးကြအောင်ပါလို့ပြောလိုက်ပြီးတော့ဘွားမရှိတဲ့အတွက်ရဲမှုတောင်ကိုယူဖို့အစီအစဉ်ပြင်ထားလို့ကန်နီကိုပြောလိုက်ပါလိမ့်ဘတ်စကားဘွားလူတွေကတော့ကားဘွားဆင်းလာပြီးအဖွားကြီးတယောက်ကမိုးရီထဲမှာကခုံနေပါလိမ့်ဒါမဲ့ရုပ်တရက်ပဲမိုးကတိတ်သွားပြီးတော့နေပြန်ပူလာခဲ့တော့တာပါဘတ်စကားဘွားမှာတော့ခုနအန်လိုက်မိတဲ့အဲဂျင့်ကိုအမျိုးသမီးတယောက်ကကျမ်းမာရေးအစီအပြေလားလို့စစ်ဆေးပေးနေပါလိမ့်အဲ့မျိုးသမီးကကလေးသူနာပြူတယောက်ပဲဖြစ်ပါလိမ့် သူတို့ကအေဂျင့်ကိုခုနကခေါင်းမှာဘာလို့အော်ရိတ်ခဲ့တာလဲလို့မေးတော့အေဂျင့်ကသူအိမ်မက်ဆိုးတစ်ခုမက်ခဲ့လို့ဆိုပြီးတော့ပြောပါတယ်အေဂျင့်ကထိတ်လန့်ပြီးတော့ကြက်တိသေးနေတဲ့ပုံစံဖြစ်နေတာကြောင့်အမျိုးသမီးကချင်းချင်းနာနာပဲငါဒီမှာနေတဲ့ခဏဆက်ထိုင်နေပေးမယ်လို့ပြောလိုက်ပါတယ်အဲ့ချိန်မှာအင်ကိုပြန်ပြေးလာတဲ့ဂျူလီနဲ့သူ့နောက်ကလိုက်လာတဲ့အဲလစ်လိုလဲဘတ်စကားကိုမြင်သွားပါတော့တယ်ဘာကတွန်လဲဘတ်စကားရှိတဲ့နေရာစီကိုပြေးလာပါတယ်ဂျူလီကတော့အင်ကိုပြန်အောင်လာပြီးတော့သူ့ဖေတယောက်တွင်းထဲကအပြက်စီးတွေကိုဖယ်နေတာမြင်လိုက်ရပါတယ်အာနဲ့သူ့မေးအောက်မှာသေးပြီးလို့ထိမ့်ပြီးတော့ထိတ်လန့်သွားတော့တာပါ ဂျင်ကတခြားလူတွေကိုကူညီသွားတောင်းဖို့ဂျူလီကိုပြောလိုက်တဲ့အတွက်ဂျူလီလည်းပြန်ပြေးထွက်လာခဲ့ပါတယ်။ဂျူလီကဘတ်စကားစီပြေးလာပြီးတော့သူ့အမေတွင်းထဲမှာပြိမိနေလို့အဲလစ်ဆိုကိုပြောပါတယ်။ဒွန်ကအဲလစ်ကိုမင်းလက်ကဒန်ယာနဲ့ဘာမှလုပ်နိုင်မှာမဟုတ်ဘူးလို့ပြောပြီးသူလိုက်သွားမယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ဒွန်ကကားပေါ်ကလူတွေဝိုင်းကူပေးဖို့ကူညီတောင်းလိုက်တဲ့အတွက်ကောင်လေးမြောက်ကဂျင်တို့ကိုကူပေးဖို့လိုက်လာခဲ့ပါတယ်။အဲဒီမှာဒိုနာကန်နီနဲ့ကိုလိုနီအိမ်ကြီးကလူတွေကလည်းရောက်လာခဲ့ပါပြီ။ဒိုနာအကုန်လုံးကိုအေးဆေးပြောင်းထိန်းထားဖို့သူ့လူတွေကိုမှာလိုက်ပြီး ကန်ဒီယာစားသောက်ဆိုင်တကားကိုဖွင့်ပေးလိုက်ပါတယ်။ကန်ဒီယာကားပေါ်လူတွေကိုစားသောက်ဆိုင်ထဲမှာလဖေးတိုက်ဖို့လုပ်နေတာဖြစ်ပြီးတော့ဒိုနာကတော့ကားမောင်းတဲ့အမျိုးသမီးနဲ့စကားပြောဖို့လုပ်ပါတယ်။ဒုံတို့ကတော့အိမ်ထဲကိုရောက်လာပြီးတော့လူသစ်တွေပါလာတဲ့အတွက်ဂျင်းလဲအခုမှမျိုးတဲ့ကိုဘတ်စကားစီးရောက်လာတာကိုသိလိုက်ရပါတော့တယ်။အဲနောက်မှာတော့ဒုံတို့အဖွဲ့ကတပီသားကိုကယ်ဖို့အတွက်အပြည့်စီးတွေကိုဖယ်ထုတ်ပါတော့တယ်။တပီသားနဲ့ဗီတာတို့ကလည်းလိုင်ကောင်းထဲမှာခီးဆက်နေကြပြီးအိပ်ပျော်နဲ့မကောင်းဆိုးရတွေကိုမြင်လိုက်ရမှာတော့တပီသားလည်းထိတ်လန့်နေခဲ့ပါတော့တယ်။တွင်နဲ့ရောက်နေတဲ့ဘွိုက်ကတော့ရုတ်တရက်အပေါ်ကနေ လူတယောက်တန်ကိုကြားလိုက်ရတာပါအဲ့လူကမင်းကလူအစ်စ်လားလို့မေးလိုက်တဲ့အတွက်ဘွိုက်ကလည်းဟုတ်တယ်လို့ပြန်ဖြေလိုက်ပါတယ်ခဏနေတော့ဂျိုးချောင်းတွင်းထဲကိုပြုတ်ကျလာခဲ့ပါတော့တယ်အပေါ်ကလူကမင်းအမြန်တက်လာမှရမယ်ခဏနေသူတို့ရောက်လာတော့မှလို့ပြောတဲ့အတွက်ဘွိုက်လည်းဂျိုးနဲ့အပေါ်ကိုတွေ့တက်လာခဲ့တော့တာပါတမမဂျိတ်ကတော့စိတ်ပြလက်ပြနဲ့ထိုင်ပြီးတော့ဈေးချောက်တောက်ပြီးတော့ပြဲဖို့လုပ်နေပါလေ။သူ့မျက်လုံးထဲမှာရုတ်တရက်သွေးနဲ့ဆွဲထားတဲ့တင်ငေတာကိုမြင်လိုက်ရပြီးအယုတ်တစ်ခုကိုလည်းမြင်လိုက်ရတာပါ။ဒါမဲ့ဂျိတ်ကဒါမျိုးတွေမြင်နေကြဖြစ်နေတော့တိတ်တော့မထိတ်လန့်တော့ပါဘူး။ ။ဒီအန်ချန်းကဖန်ခွဲစားတွေကိုရှင်းလင်းနေပြီးဤတန်းကိုမကြောက်ဖို့နဲ့သူကာကွယ်ပြီးမယ်လို့ပြောနေပါတယ်။ဂျိတ်ကတော့ပြင်ထွက်လာပြီးပြဲဖို့လုပ်နေပါတယ်။သူစီကိုဤတန်းရောက်လာပြီးတော့ဦးလေးဘာထိုင်လုပ်နေရလဲလို့မေးပါတယ်။ဂျိတ်ကဤတန်းကိုမင်းကဗီတာရဲ့တန်ငယ်ချင်းမလားလို့မေးပြီးတော့ဗီတာအခန်းကိုလိုက်ပြခိုင်းပါတယ်။ဗီတာတို့ကတော့ခီးဆက်နေပြီးတော့လိုင်ကောင်းတွေကအခန်းကျယ်တစ်ခုတည်းကိုရောက်လာခဲ့ပါတယ်။အဲဒီမှာမကောင်းဆိုးရတွေအများကြီးအိတ်နေတာပါ။ဗီတာဒမ်မီနဲ့လိုက်ထိုးကြည့်ရင်ရုပ်ကလေးတယောက်ကိုမြင်လိုက်ရပါတယ်။အဲ့ဒီရုပ်ကိုမြင်လိုက်တာနဲ့ဗီတာကဒမ်မီကိုပြစ်ချထားခဲ့ပြီး ရုတ်တရက်ထွက်ပြေးသွားပါတော့လေဗီတာကြောက်လန့်ပြီးတော့ထိုင်နေပြီးတော့ဆက်မသွားတော့ပါဘူးတပီတာကငါတို့ဆက်သွားမှရမယ်နင်းလန်းပြမှရမယ်လို့မနေ့ကိုဖြောင်းပြရပါလေဂျေကတော့ဗီတာရဲ့အခန်းမှာလာပြီးတော့မှွေနေခဲ့ပါပြီသူကအီတန်းကိုငါအခုတော့ယူကြောင်ကြောင်နိုင်နဲ့အမြင်တွေမြင်နေရတယ်လို့ပြောပြပါလေပြီးတော့သူမြင်ခဲ့တဲ့သင်္ကေတကိုမြင်မှုတဲ့လူတယောက်အရင်ကဒီမျိုးမှရှိခဲ့ကြောင်းနဲ့အဲ့လူကိုဗီတာသိနိုင်တဲ့အတွက်ဗီတာကိုသူရှာနေတာလို့ပြောပါလေတပတ်မှဒိုနာတော့ဘတ်စကာမောင်းတဲ့အမျိုးသမီးကိုမကောင်းဆိုးရတဲ့အကြောင်းကိုပြောပြနေပေမဲ့မျိုးသမီးကမယုံပါဘူး သူကဒိုနာကိုရှင်ယူနေရလားလို့မေးလိုက်ပါတယ်ဒိုနာကနေဒီလူတွေကိုကားပေါ်တင်ပြီးတော့ဆက်သွားမယ်ဆိုရင်မိုးချုပ်တာနဲ့အကုန်လုံးတေကုန်လိမ့်မယ်လို့ပြောလိုက်ပါတယ်သူတို့နှစ်ယောက်သားအလို့ငင်းခုန်နေကြတုံးမှာပဲဂျင်းတို့ကတော့အပြက်စီးတွေကိုဖယ်ရှားပြီးတပီသားကိုကဲဖို့ကြိုးစားနေကြပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲသူတို့အိမ်ကအကောင်းကြီးကနေပြိုကျတော့မလို့ဖြစ်လာခဲ့ပါတယ်အဲ့ဒီမှာအေဂျင်ဆိုတဲ့ကောင်လေးကလည်းကားပေါ်ဆင်းလာပြီးတဲ့နောက်မြေကြီးပေါ်လဲကျပြီးတော့တက်နေပါတယ်အဲ့တော့သူ့ကိုသူနာပြုမှလေမာရီယာကကုသပေးဖို့လုပ်နေခဲ့ပါတယ်တပတ်မှအင်းကလုံးဝပြိုကျတော့မလို့ဖြစ်နေတာဖြစ်တဲ့အတွက် ဒုံနဲ့တခြားလူတွေကအိမ်ထဲအထွက်ဖို့လုံနေပြီးတော့ဂျင်ကတော့သူ့မိမကိုမတွေ့မချင်းထွက်မသွားဘူးလို့ပြောနေခဲ့ပါလေ။မကြိုင်မှာပဲဂျင်တို့ရဲ့အိမ်ကြီးတစ်လုံးလုံးအကောင်းကြီးကနေရုတ်တရက်ပြိုကျသွားခဲ့ပါတော့လေ။ဂျူလီကအိမ်စီကိုပြေးသွားပြီးတော့သူ့အဖေကိုအော်ခေါ်နေတာပါ။ဂျင်လည်းအသက်ရှင်နေသေးပြီးတော့အပြက်စီးတွေအောက်မှာပြိနေခဲ့ပါလေ။ဂျင်လိုပဲဒုံနဲ့တခြားလူလည်းတစ်သားတွေအောက်မှာပြိမိနေတာပါ။ဂျင်းတို့လေးယောက်တည်းကရန်တဲဆိုတဲ့တယောက်ကတော့အိမ်ထဲကထွက်လာနိုင်ပြီးခရစ်စီကသူ့ကိုဈေးကူပေးဖို့ရောက်လာခဲ့ပါတယ် ဗီတာနဲ့တပီတာတို့ကတော့လိုင်ကောင်းတဲ့ကနေထွက်ဖို့အတွက်လမ်းလိုက်ရှာနေပြီးတော့တပီနဲ့မောင်ငန်ဒီလာအတွက်မကောင်းဆိုးရတဲ့အိပ်ပြော်ကနေနိုးထလာခဲ့ကြပါပြီတပီတာကမြေကြီးပေါ်မှာရေတွေကိုတွေးလိုက်ရပြီးရေစည်းလာတဲ့လမ်းတိုင်းလိုက်သွားရင်ထွက်ပေါက်တွေးမယ်ဆိုတဲ့အကြံကိုရသွားခဲ့ပါလေအဲဂျင်ကတက်နေရကနေပြန်ပြီးတော့ကောင်းနိုင်ဖြစ်ပြီးအိမ်ထဲကထွက်လာနိုင်တဲ့ရန်တဲကလည်းဒဏ်ရာကြီးကြီးမားမားမရခဲ့ပါဘူးအိုင်မာရီခရစ်စတီကအဲဂျင်တို့ဘက်ကိုလှည့်ကြည့်လိုက်ရမှာသူနာပြူမလေးကမျိုးမကြံခဲ့တဲ့သူ့ချစ်သူမာရီယယ်ဖြစ်နေတာကိုတွေးလိုက်ရပါတော့တယ် မာရီယယ်ကလည်းခရစ်စတီကိုတွေးလိုက်တဲ့အတွက်အံ့ဩသွားပြီးတော့သူတို့နှစ်ယောက်သားပြေးဖက်လိုက်ကြပါတော့တယ်။ကန်ဒီလည်းသူတို့နှစ်ယောက်ကိုတွေးလိုက်ပြီးအခြေအနေကိုသဘောပေါက်သွားခဲ့ပါတယ်။မကြသေးကမှသူနဲ့ခရစ်စတီတို့အစဉ်ပြေမလို့အခြေအနေဖြစ်ခဲ့ပြီးအခုတော့မာရီယာရောက်လာခဲ့ပြီဆိုတော့သူ့အတွက်မျှော်လင့်ချက်မဲ့သွားခဲ့ရပါပြီ။တပတ်မှဘွိုက်ကဂျိုးကိုတွေ့ပြီးတော့ဒွိမုံကိုတက်လာနေလို့ဒဗီဒါတို့ကလည်းလိုင်ကောင်းထဲကထွက်နိုင်ဖို့အမြန်သွားနေကြပါတယ်။နောက်ဆုံးတော့သူတို့တွေလိုင်ကောင်းထဲကထွက်လာနိုင်ခဲ့ပြီးဒေါ်တွေကိုရောက်လာခဲ့ပါတော့တယ်။မြို့ထဲမှာတော့လူတွေကဂျင်းတို့တောင်းအကိုကယ်ဖို့အတွက်အပြည့်အစည်းတွေကို ဖယ်ရှားနေကြတော့မှအဲ့ဒီမှာပဲဘတ်စကားမောင်းတဲ့အမျိုးသမီးကသူ့ကားပေါ်ကလူတွေကိုလာခေါ်ပြီးတော့သွားကြမယ်လို့ပြောပါတယ်။အောက်မှာရှိနေတဲ့ဂျင်းကအပြက်စီးတွေကိုဆက်မဖယ်ကြဘူးပြောပါတယ်။အိမ်ပြိုကြတော့ကအကုန်လုံးတစ်ခုနဲ့တစ်ခုထပ်နေတဲ့အတွက်အ мян ဖယ်လိုက်လို့ချင်းအကုန်ထပ်ပြိုကြပြီးတော့ဂျင်းတွေပိုဆိုးသွားမှာဆိုလို့ပါ။ဒါပေမဲ့တစ်ဖက်မှာလည်းညအချိန်ကိုရောက်တော့မှဖြစ်တာကြောင့်သူတို့မှာအချိန်ကလည်းမရှိတော့ပါဘူး။အရာနဲ့ဂျင်းကကျွန်တော်တို့တောင်းကိုအသက်ရှင်လျက်ကဲခြင်းရင်ဖြည်းဖြည်းချင်းဖယ်မရမယ်လို့ပြောပါတယ်ပြီးတော့ဒီညသူတို့ကိုဒီညမှာပဲထားခဲ့ဖို့ပြောလိုက်ပါတော့တယ် ဂျူလီကတော့သူ့ဘေကိုစိတ်မချတဲ့အတွက်မထားခဲ့နိုင်ဘူးလို့ပြောပါတယ်။အဲ့ဒါနဲ့ဒိုနာကဂျင်ပြောတာမှန်ကြောင်းနဲ့ငေါလဲဒီမျိုးမှာအဆောင်လက်ဖွဲ့တွေမရှိခင်ကတစ်နှစ်လောက်ပုံပြီးတော့အသက်ရှင်အောင်နေခဲ့နိုင်တယ်လို့ဂျူလီကိုဖြောင်းပြလိုက်ပါတယ်။ဂျင်တို့ဒီရောက်မှာအတန်မထွက်ဘဲနေနိုင်ရင်တို့ဒီမှာရှိနေအောင်မကောင်းဆိုးရတွေမသိရင်တို့ဘေးကင်းမှာပါ။အဲ့ဒီချိန်မှာပဲဘတ်စကားလည်းထွက်ဖို့လုပ်နေတဲ့အတွက်ဒိုနာဘတ်စကားစီကိုပြေးသွားလိုက်ပါတယ်။ကားမောင်းတဲ့မျိုးသမီးကလူတွေကိုကားပေါ်တင်နေပြီးတော့ဒိုနာကနေတို့တွေမိုးချုပ်တဲ့အချိန်ပြေးမှာရှိနေအကုန်လုံးသေကုန်လိမ့်မယ်လို့ပြောလိုက်တော့ကားပေါ်မှာပါလာတဲ့သူတွေလည်း လန့်သွားခဲ့ကြပါတော့တယ်။ကန်ဒီတို့လည်းရှင်းပြနေမယ်လူတွေကမယုံတဲ့အတွက်အငင်းခုံတွေဖြစ်နေကြပါလိမ့်။ဒေါသထွန်းရဲ့ဒေါနာကသူ့ကားပေါ်တနတ်ကိုသွားယူလာပြီးကားဘိန်းတွေကိုတနတ်နဲ့ပြစ်ချလိုက်တော့တာပါ။လူတွေလည်းအကုန်လုံးရုပ်သေးတွေဖြစ်ကုန်ပြီးတော့တချို့ကမျိုးတဲကိုထွက်ပြေးသွားကြပါလိမ့်။ကန်ဒီလည်းခါးကြားတနတ်ကိုထုတ်လိုက်ပြီးတော့အကုန်လုံးစားသောက်စားနေဝင်ဖို့မိန်ပေးလိုက်ပါတော့တယ်။ဂျူလီတို့ကတော့မကောင်းဆိုးဝါးတွေဂျင်းတို့မမြင်နိုင်အောင်ပြိုကျတဲ့အင်ကြီးကိုတာလဘတ်တွေနဲ့အုပ်ဖို့လုပ်နေခဲ့ပါလိမ့်။ဂျင်းကသူတို့တပ်ပီသားကိုကယ်ဖို့လုပ်ရင်းနဲ့ ပြက်စီးတွေအောက်မှာလိုင်ကောင်းလို့တွေးရင်တခုကိုတွေးခဲ့တယ်လို့ပြောပါတယ်။ဒါဆိုရင်တပိသားအိုက်ထဲရောက်ပြီးတော့အသက်ရှင်နေနိုင်တယ်လို့ပြောလိုက်တဲ့အတွက်ဂျူလီလည်းစိတ်သက်သာရသွားခဲ့ပါတယ်။မကြခင်နေဝင်တော့မှာဖြစ်တာကြောင့်ကန်ဒီကဂျူလီတို့ကိုစားတောက်ဆိုင်နဲ့ဝင်နေဖို့ခေါ်လိုက်ပါတော့တယ်။တဖက်မှာတော့ဘွိုက်ကဂျိုးနဲ့တွေ့တက်လာရင်နဲ့နောက်ဆုံးမှတွင်းပေါ်ကိုရောက်လာခဲ့ပါပြီ။အိုင်မာနေဘွိုက်ကနာမာတန်ဂျိုးတွေနဲ့အချီခံထားပြီးပိန်လီနဲ့အဖိုးကြီးတယောက်ကိုမြင်လိုက်ရပါတယ်။အဖိုးကြီးကမိမတနက်ပါတယ်ဆိုတော့ငါ့ကိုတတ်ပြစ်ပေးပါလို့ပြောလိုက်တာပါ။ ဘွိုင်းလဲအံအောင်သွားပြီးတော့ဘာလို့မှမသိဖြစ်သွားပါတယ်ဘွိုင်းကကျုပ်တို့ဘယ်နေရာရောက်နေရလဲလို့မေးလိုက်ပြီးဘိုးကြီးကငါမင်းကိုကူညီမင်းကောင်ကူညီမယ်လို့သဘောတူထားတယ်လေကွာလို့ပြောလိုက်ပါတယ်ဘွိုင်းကခမောင်ဒီလိုဖြစ်အောင်ဘယ်သူလုပ်တာလဲလို့ထပ်မေးပါတယ်ဘိုးကြီးကမင်းကမျိုးတွေကလားလို့မေးလိုက်ပြီးငါမျိုးဟာအစိုးဆုံးနေရာလို့ထင်ခဲ့တာပါလို့ပြောပါတယ်သူလဲရင်ကမျိုးတွေကလူဖြစ်ပြီးတော့သူ့နာမည်ကတော့မာတင်ပါမျိုးတွေကနေထွက်သွားဖို့အတွက်တေခေါင်းပေါက်တွေဝင်လာရာကနေတစုံတရာကသူ့ကိုဖမ်းမိသွားတာ ဖြစ်ပါတယ်ဒီတေခေါင်းပေါက်တွေဝင်လိုက်ရင် ဘယ်နေရာကိုရောက်မယ်ဆိုခံမှန်းလို့မရပဲတခါလေမှကိုသွားခြင်းတဲ့နေရာကိုရောက်နိုင်တယ်လို့တခါလေမှနန်းရံတွေတစ်ကိုင်းတွေကြားမှာညံ့နေတတ်ပါလေဘွိုက်ကခမားဒီရောက်နေရဘလောက်ကြာပြီလဲအဲ့လိုမေးပေမဲ့မာတင်ကသူဒီမှာဖန်ခံရတာနှစ်တွေကြာနေဖြစ်တဲ့အတွက်မမှတ်မိတော့ဘူးလို့ပြန်ပြောလိုက်ပါလေဘွိုက်ကမာတင်ကိုဂျိုးတွေဖြီးပေးဖို့လုံနေနဲ့မာတင်ကမရင်းတက်သေးကလူစရာကိုတီသွားခဲ့ပါလေဘွိုက်ကခမားကိုကျွန်တော်ရောက်အောင်ကဲပြီးတော့ကျွန်တော်ရောက်သူထွက်သွားမယ်လို့ပြောလိုက်ပါလေမာတင်ကတော့သူတို့ပြန်မလာခင်မှာမင်းထွက်သွားမှရမယ်လို့ဘွိုက်ကိုပြောလိုက်ပြီး သူ့ကိုတတ်ပေးခဲ့ဖို့ပဲအကူအညီထားတောင်းလိုက်တာပါတပတ်ကမျိုးထဲမှာတော့လူတွေကသူတို့ပြန်ပေးဆွဲခံရလားဆိုပြီးတော့စူညံပူညံနဲ့လုံနေကြပါလေဒိုနာအကုန်လုံးစိတ်အေးထားဖို့အတွက်ကိုပြောလိုက်ပြီးတော့ရှင်တို့လမ်းမှာတစ်ပင်လဲနေရမြင်ခဲ့တယ်မလားလို့ပြောလိုက်တဲ့အတွက်အကုန်လုံးအံ့ဩသွားကြပါတော့တယ်တပီတာနဲ့ဗီတာတို့ကလည်းလိုင်ကောင်းထဲကထွက်လာကြပြီးဒေါ်ရဲကကွန်တိန်နာအဟောင်းတစ်လုံးထဲမှာဝင်ပြီးတော့ပုံနေကြပါလေဒီနေရာမှာဗီတာတစ်ခါလေးလာနေတတ်တာဖြစ်ပြီးတော့သူ့ပစ္စည်းတွေဒီမှာရှိနေပါလေ တမမမာရီယာကတော့ခရစ်စတီကိုနေရုပ်တရက်ပြောက်သွား6လတောင်ရှိနေပြီဖုန်းတော်မခုတ်ဘူးတစ်ချိန်လုံးနေဒီမှာရှိနေလားလို့မေးပြီးတော့စိတ်ဆိုးနေပါတော့တယ်အားနဲ့ခရစ်စီကဒီနေရာအကြောင်းကိုမာရီယာကိုရှင်းပြဖို့လုပ်နေခဲ့ပါလိဂျင်းနဲ့တွန်တို့ကတော့အိမ်ပြည်ကြီးရဲ့အောက်မှာစကားတူတူပြောနေကြပြီးဂျင်းကသူ့နိုင်ဟိုးတစ်ချောင်းကျိုးသွားတယ်ထင်တယ်လို့ပြောပြနေတာပါအဲဒီချိန်မှာပဲသူတို့နဲ့တူပိတ်မိနေတဲ့ဘတ်စကားဘောဘရိတ်ဆိုတဲ့တယောက်ကဒရီလင်းနေရာကနေနိုးလာခဲ့ပါလိဘရိတ်ကလမ်းဖြတ်ပြီးတော့အော်ဟင်းနေရာအကြောင်းတွန်တို့ကစိတ်အေးထားဖို့မအော်ဖို့ကိုပြောနေရပါလိ တုံကဘရိတ်ကိုအားပေးနေပြီးတော့မလုပ်ဘူးနဲ့အတန်မထွက်ဖို့ထပ်ပြီးတော့ပြောလိုက်ပါလေပြီးတော့မနှက်ကြရင်ငါတို့တူထွက်သွားကြမယ်လို့သူ့ကိုဖြောင်းပြလိုက်ပါလေတမမဘွိုင်းကတော့ကြောက်တုံးတုံးကိုရှာပြီးတော့မာတင်လက်ကတန်ချိုးတွေကိုဖြတ်ဖို့လုပ်နေပါလေမာတင်ကငါဒီကလွဲ့နေအောင်မြို့ရောက်အောင်မသွားနိုင်ဘူးလို့ပြောလိုက်ပြီးမင်းသိတဲ့မကောင်းဆိုးရတွေထက်ဆိုးတဲ့ຢာတွေကရှိနေသေးတယ်လို့ပြောလိုက်တာပါဘွိုင်းကတော့မာတင်ကိုကယ်ဖို့ပဲဆက်ပြီးတော့လုပ်နေခဲ့ပါလေအဲ့ချိန်မှာပဲတီးလုံးတန်တစ်ခုကိုကြားလိုက်ရပြီးတော့ဘွိုင်းကလိုက်ရှာမှာတော့တီးလုံးတန်မြည်စေတဲ့ ်တစ်တာလေးကိုမြင်လိုက်ရပါတယ်။မာတင်ကသူတို့လာနေပြီ။အိုက်ဒီလုံးတိုင်းမရခင်မေးထွားသွားမှရမယ်လို့ပြောနေပါတော့တယ်။တမက်မှာဂျူလီကတော့သူ့ဖေကိုစိတ်မချဖြစ်နေတဲ့အတွက်အိမ်ဘက်ကိုချောင်းကြည့်နေပြီးတော့ကန်ဒီကအဲ့လိုမလုပ်ဖို့ပြောလိုက်ပါတယ်။အဲ့လိုလုံးဝမကောင်းစွာရဲ့တတိထားမိပြီးတော့ဂျင်းတို့ကိုလိုက်ရှာတော့မှဆိုလိုပါ။ကန်ဒီကဂျူလီကိုအအောင်ပြောင်းစေဖို့အတွက်စကားပြောပေးနေပါတယ်။ဒိုနာတော့ရန်တဲနဲ့တခြားဘတ်စကားပေါ်လူတွေတခုခုတိုင်းမင်းနေရာကိုတတိထားမိလိုက်ပါတယ်။တမက်မှာဒိုနာတနက်နဲ့ပြစ်လိုက်တဲ့ဘတ်စကားကနေထွက်ပြေးသွားတဲ့လူတွေရှိပါတယ် အဲထဲကအတွဲတွဲကတွုံးမြဲဘားတွေကိုရောက်သွားပါလေသူတို့ကိုဖာတီမာနဲ့အဲလစ်တို့ကလိုက်ရှာနေပြီးတော့အဲလစ်ကဖာတီမာကိုထပ်မရှာတော့ဘူးအတွက်အိမ်ထဲကိုဆွဲသွေးနေပါလေဖာတီမာလူတွေကိုစိတ်ပူနေအောင်အကုန်လုံးပုံနေကြဖို့တရားခေါ်ရင်မထူးဖို့အတွက်အော်ဟစ်သတိပေးနေခဲ့တာပါအဲဒီချိန်မှာပဲသူတို့နောက်မကောင်းဆိုးအနှကောင်ရောက်လာပါတော့လေမကောင်းဆိုးအတွေကသူတို့ကိုပြုံးပြနေတဲ့အတွက်ဖာတီမာဒေါသထွက်နေခဲ့တာပါအဲဒီချိန်မှာပဲအပြင်မှာရှိနေလူမျိုးကမကောင်းဆိုးအတွေနဲ့တွေ့နေပြီးသူတို့ကမကောင်းဆိုးအတွေကိုလူတွေလိုပဲထင်နေခဲ့တာပါ ဖာတီမာငါတို့သူတို့ကဲမရမယ်လို့ပြောနေပြီးတော့အဲလစ်ကသူ့ကိုမနှဲတားနေရပါတယ်စိတ်ထားကောင်းတဲ့ဖာတီမာကသူ့မျက်စိရှေ့မှာတင်လူတွေဒုက္ခရောက်နေအောင်မြင်လိုက်တာကြောင့်တော်တော်လေးစိတ်တိကပြီးတော့ဒေါသထွက်နေရပါတယ်အဲ့ချိန်မှာအပြင်ကလူတွေကမကောင်းဆိုးဝါးတွေလက်ချက်ကြောင့်အော်ဟင်းနေတဲ့အတန်ကထွက်ပေါ်လာပါတော့တယ်အိမ်ရောက်မှာပိတ်မိတဲ့ break ကလည်းတွန်တို့ပြောတဲ့အတွက်ဒီညအချောင်းကိုတီးသွားပြီးတော့အော်တန်တွေကြားတော့မှထိတ်လန့်နေပါတော့တယ်တွန်တို့ကသူ့ကိုဖြောင်းပြနေပြီး break ကအိမ်ပြိုကျတဲ့အချိန်တုန်းကဒဏ်ဟာပြင်းထန်ရထားကြောင့်ဗဇက်ကနေသွေးတွေထွက်လာခဲ့ပါတယ် ဇာတော့ဆိုင်ထဲမှာရှိနေရန်တဲလဲလူတွေအော်ဟင်းနေတန်းကိုကြားတဲ့တူကပေါက်ကွဲလာပါတော့တယ်။သူကဇာတော့ဆိုင်ထဲကထွက်ပြီးတော့လူတွေကိုကယ်ဖို့ပြောပါတယ်။မင်းတို့မှာတဏှာတိရှိတာပဲဘာလို့နေကြလဲလို့မေးလိုက်တော့ဒိုနာတို့ကတဏှာနဲ့လဲဘာမှလုပ်လို့မရဘူးလို့ပြန်ပြောလိုက်ပါတယ်။အဲဒီမှာရန်တဲကကန်နီစီကတဏှာကိုဆွဲလို့ပြီးကန်နီကိုချိန်ထားလိုက်တာပါ။ပြီးတော့တကားဖွင့်ပေးဖို့ပြောပြီးတော့ဒီကိစ္စကိုခမ ्या တို့ကြံစီထားမှပဲဖြစ်ရမယ်။ကျုပ်ကတော့မယုံဘူးလို့ပြောနေတာပါ။ရန်တဲကခမ ्या ကူတကားဖွင့်မပေးရင်ကျုပ်ဒီကောင်ကိုပြစ်သားလိုက်မယ်လို့ချင်းချောက်လိုက်ပါတော့တယ်။ ဒိုနာကတကားတော့ငါမဖွင့်ပေးနိုင်ဘူးတကားဖွင့်လိုက်ဒီထဲမှာရှိတဲ့လူတွေအကုန်သိကုန်မှာဒီတော့နင်ကန်ဒီကိုသာပြစ်တက်လိုက်တော့လို့ပြောလိုက်ပါတော့တယ်ပြီးတော့နင်ပြစ်ပြီးရင်တော့နင်ကောင်းကိုငါရှော်ကန်းနဲ့ပြစ်ခွဲပေးမယ်လို့ထပ်ပြောလိုက်တာပါအဲ့ဒီမှာပဲကန်ဒီကသူ့တနတ်ကိုပြန်လှူလိုက်ပြီးဒိုနာကတနတ်ထင်တဲ့ရန်တဲ့မျက်ခွက်ကိုရိုက်ချလိုက်ပါတယ်ဘွိုင်းကတော့တစ်ဖက်မှာမာတင်ရဲ့တန်ကြိုးတစ်ချောင်းကိုဖြတ်ပေးလိုက်နိုင်ပြီးနောက်တစ်ဖက်ကိုဖြတ်ဖို့အတွက်လုံနေခဲ့ပါတယ်ဘွိုင်းကမာတင်ရဲ့လက်ကိုကြည့်လိုက်မိရမှာသူ့အရေပြားအောက်မှာအကောင်ကြီးညွှင့်နေတာကိုမြင်လိုက်ရပါတယ် အဲ့ချိန်မှာတီးလုံးတန်ကရက်သွားပြီးတော့မာတင်ကငါတို့မှအချိန်မရှိတော့ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့ဘွားရဲ့လက်မောင်းကိုသွေးထွက်အောင်ချစ်ချလိုက်ပြီးသူ့လက်ကသွေးတွေနဲ့ဘွားရဲ့ဒဏ်ရာကိုဖိလိုက်ပါတယ်ပြီးတော့ငါသွေးရမင်းသွေးဖြစ်သွားပြီလို့ပြောလိုက်ပြီးတေဆုံးလို့သွားခဲ့ပါတော့တယ်ဘွားလည်းမိတော့ကိုယူပြီးတော့တကားတွေကထွက်လာမှချက်ချင်းတော်တွေကိုရောက်လာခဲ့ပါတော့တယ်ဘွားကြောင့်အန်အောနေတော့မှပဲခွေးလေးတစ်ကောင်သူ့စီကိုပြေးလာခဲ့ပါတယ်ပြီးတော့ပြန်ထွက်သွားတဲ့အတွက်ဘွားလည်းခွေးလေးနောက်ကိုလိုက်လာခဲ့လိုက်ပါတယ်ကန်နီကတော့စားသောက်ဆိုင်နောက်ထဲဝင်ပြီးတော့ရေနွေးတန်နေတော့မှ ခရစ်စီတို့နဲ့တွေ့ပါတယ်မာရီယာဒီကိုရောက်လာတဲ့အတွက်ခရစ်စီနဲ့ကန်နီတို့ကဘလို့ဆက်ဆံမှမသိပဲနှစ်အောင်လုံးနေရခန့်နေကြပါတယ်တွန်မြဲဘားတွေကိုရောက်နေကယ်လီနဲ့ဘရန်တို့အတွဲကတော့အော်ဒန်တွေကိုကြားတဲ့အတွက်ထိတ်လန့်နေကြတာပါသူတို့ကဘာရီမန်တေချာမသိသေးပဲစားနောက်နေကြတာများလားလို့တွေးမိနေပါသေးတယ်အဲဒီချိန်မှာသူတို့တကားကိုလာခောက်ပြီးတော့ကျမတို့ကဘတ်စကားပေါ်ကပါကျမတို့ကိုအထဲပေးဝင်ပါလို့အကူညီတောင်းပါတော့တယ်ကယ်လီကလန့်နေတဲ့အတွက်မသွားဘူးပြောပေမဲ့ဘရန်ကတော့အကူညီတောင်းနေတဲ့အတွက်တကားစီကိုထားသွားခဲ့ပါတော့တယ် ိုင်နာတော့ Brian ကတကားကိုဖြွင့်ပေးလိုက်တော့တာပါ။မကောင်းဆိုးတာတကောင်ကတော့ရက်ထားတဲ့ basketball ကိုတက်လာပါလေ။အိုင်မာရင်သူကကားနောက်ကနေအတန်တစ်ခုကြားလိုက်ရပါလေ။မကောင်းဆိုးတာကပြုံးပြီးတော့အနောက်ကိုသွားရမှာတော့ပုန်းနေတဲ့အဖိုးကြီးနဲ့အဖွားကြီးနှစ်ယောက်ကိုမြင်လိုက်ရတော့တာပါ။သူတို့ကမကောင်းဆိုးတာကိုမြင်လိုက်ပေမယ့်လူလို့ပဲထင်နေကြတာပါပဲ။အဲ့တော့မကောင်းဆိုးအားကသူတို့နှစ်ယောက်ကိုထုံးစံတိုင်းတပစ်လိုက်ပါတော့တယ်။ဘွိုင်းကခွေးလေးနောက်ကိုဆက်လိုက်လာပြီးတော့မကောင်းဆိုးအားတွေကိုမြင်လိုက်တဲ့အတွက်တိပင်းတိပင်းနောက်မှာပုန်းနေပါလေ ကံကောင်းထောင်းမှဇွာနေပဲမကောင်းဆိုးဝါးတွေကသူ့ကိုမမြင်ပဲကြော်သွားကြပါလိမ့်တပိသားတို့ကတော့ဗီတာရဲ့နေရာမှာစပ်ပုံးနေကြပြီးတပိသားအရှင်ဒီမျိုးရောက်တာဘလောက်ကြာနေပြီလဲလို့မေးပေမဲ့ဗီတာတော်တော်ကြာပြီလို့ပဲပြောပါလိမ့်ပြီးတော့ဗီတာသူ့ဖွက်ထားတဲ့ချောကလက်ပြားတွေယူပြီးတပိသားကိုကြွေးပါလိမ့်ဗီတာဒီမျိုးငါးမိနဲ့တူတူရောက်လာလို့ပြောပြီးတော့ဝမ်းနဲ့နေခဲ့တာပါအဲ့ချိန်မှာပဲသူတို့ရဲ့ကွန်တိန်နာနားကိုဘိုက်ကရောက်လာပါတော့တယ်ဘိုက်ကသူတို့တွေ့တော့အံဟောသွားပြီးတော့တပိသားတို့လည်းအားအသင့်သွားခဲ့ရတာပါ ဝိုက်တောက်အပေါ်ကိုတက်လာပြီးချိန်မှာပဲလူတယောက်သူတို့ရှိတဲ့စီပြေးလာတာကိုမြင်ရပြီးတော့အဲ့ဒါကတော့အဲအဂျင်ဖြစ်ပါတယ်အဂျင်ကလည်းဒိုနာကားဘိန်းကိုတန်းတန်းနဲ့ပြစ်လိုက်တော့ကလန့်ပြီးတော့ထွက်ပြေးလာခဲ့တာဖြစ်ပြီးအခုတော့သူ့နောက်ကိုမကောင်းဆိုးဝါးတွေလိုက်နေခဲ့ပါတယ်သူတို့ကအဂျင်ကိုအပေါ်အမြန်ဆွဲတင်လိုက်ကြပြီးတော့ဘွိုက်ကသူ့အဆောင်လက်ဖွဲ့ကိုချိန်ဖို့အတွက်တပ်ပီသားကိုထုတ်ပြေးလိုက်ပါတယ်ဒါမဲ့ဘွိုက်တို့ကဘတ်စကားမျိုးတွေရောက်လာတော့မသိတာကြောင့်အဂျင်ကိုလည်းမသိခဲ့ပါဘူးအဲ့ဒါနဲ့ဘွိုက်ကတန်းတန်းကိုထုတ်ပြီးတော့မင်းဘယ်ကောင်လဲလို့မေးလိုက်ပါတယ် အဂျင်ကဘတ်စကားတောင်းပြောပြမှာဘွိုက်လိုလဲမျိုးတဲကိုလူတွေထက်ရောက်လာတာကိုတီးသွားခဲ့ပါတော့တယ်။တပတ်ကဂျင်ရိုးစီမှာတော့ဘရိတ်ကသူ့တန်ကပူနာလာတဲ့အတွက်အော်ဟစ်နေခဲ့ပါပြီ။မာဂျာကီမှာပဲဗဇက်ကနေသွေးတွေထထွက်လာပြီးတော့သူလည်းတေးဆုံးသွားခဲ့ပါတော့တယ်။ကန်ဆိုးကျင်တော့ဘရိတ်အော်တဲ့အတန်ကိုမကောင်းဆိုးရတဲ့ကောင်ကြားသွားပြီးတော့အဲ့ဒီမကောင်းဆိုးရကတွန့်ကိုခုံအုပ်လိုက်ပါတော့တယ်။ဂျူလီလည်းအိမ်ဘက်ကနေအော်တန်ကြားလိုက်တဲ့အတွက်သူ့ဖေကိုပြေးကယ်ဖို့လုပ်နေပြီးဒိုနာသူ့ကိုတားထားခဲ့ပါတယ်။ဂျူလီယာသူ့ဖေသေးပြီးထင်တဲ့အတွက်ကျမ်းမြေပေါ်မှာလူးလိမ်ငိုယုံနေခဲ့တာပါ။ တပတ်မှကိုနေနာထဲမှာတော့ဘွိုက်ကသူ့လက်မောင်းကဒံဟာကိုတတ်တအောင်လုပ်နေပြီးဗစ်တာကတော့သူ့လိုင်ကောင်းထဲမှာမြင်ခဲ့ရတဲ့ရုပ်ကလေးကိုပုံဆွဲနေပါလေသူကအဖြစ်ပြက်တွေကိုမေ့တတ်တဲ့အတွက်သူမြင်ခဲ့တာတွေကိုပုံဆွဲပြီးတော့တိန်းထားတာပါအဲ့ဒါမှပုံတွေကိုပြန်မြင်မှတ်မိအောင်လုပ်ပါပဲဒိုနေပဲတဖြည်းဖြည်းနေလဲထွက်လာခဲ့ပါပြီဂျူဒီကနေထွက်လာပြီးဆိုတာနဲ့ချက်ချင်းသူ့အဖေစီကိုပြေးပါတော့တယ်ဒိုနာနဲ့ခရစ်စီတို့အကုန်လုံးလည်းနောက်ကနေလိုက်လာပြီးတေဆုံးနေတဲ့တွန့်ကိုမြင်လိုက်ကြပါတော့တယ်ဂျူလီကသူ့ဖေကိုအော်ခေါ်နေပြီးတော့ကံကောင်းတဲ့ဂျင်ကတော့အသက်ရှင်လျက်ရှိနေသေးတာပါ ကျင်ပြိနေတဲ့နေရာတုံတုံနဲ့ဝေးတဲ့အတွက်မကောင်းဆိုးဝခြင်းကိုမမြင်သွားခဲ့တာပဲဖြစ်ပါတယ်။အနောက်တော့ခြင်းကိုကယ်ထုတ်ဖို့အတွက်အကုန်လုံးဝိုင်းပြီးတော့လှုပ်ကြပါတော့တယ်။ဘတ်စကားမောင်းတဲ့မျိုးသမီးကတော့သူ့ကားပေါ်ကိုတက်သွားပြီးကားပေါ်မှာရုပ်ပြက်ဆင်းပြက်တေအဆုံးနေတဲ့သူတွေကိုမြင်လိုက်ရတော့တာပါ။ဘွားတို့တပီသားတို့လည်းမျိုးတဲ့ကိုပြန်မှုလုံနေကြပြီးတော့အဲဂျင်ပြောပြလို့သူတို့အိမ်ပြိုသွားတာကိုတပီသားတယောက်ခုမှပဲသိလိုက်ရပါတော့တယ်။အဲနောက်တပီသားတယောက်သူ့မိသားစုကိုစိတ်ပူပြီးတော့မျိုးဘက်ကိုအမြန်ပြေးသွားခဲ့တော့တာပါ။ဘွားကတော့သူ့လက်ကိုကြည့်မိလိုက်ရမှာမာတင်လိုပဲ သူ့အရေးပြားအောက်မှာလည်းအကောင်လေးရွေရှားနေတဲ့ပုံစံကိုမြင်လိုက်ရပါတော့တယ်ဟုတ်ကဲ့ပါတို့ဒါကတော့ from season 2ရဲ့ပထမဆုံးအပိုင်းပေါ့ခင်ဗျာနောက်တစ်ပိုင်းနဲ့ကျွန်တော်ပြန်တွေ့ပါမယ်တကယ်တော့ my sir series တစ်ခုဖြစ်တဲ့အတွက်တောင်းဆိုတဲ့သူတွေလည်းရှိတယ်အဲ့တော့ကြည့်ရအောင်လဲကျင်းနေမယ်ထင်ပါတယ်မတည်သေးတဲ့သူတွေမကြည့်ရသေးတဲ့သူတွေလည်းမြည်ဆိုင်ပြီးတော့ကြည့်ကြရင်းနေ အကုန်လုံးသဘောကျနှိမ့်ချမယ်လို့ထင်တဲ့အတွက်ကျွန်တော်အကောင်းဆုံးစ조사တင်ဆက်ပေးရခြင်းပါအဲ့တော့ channel subscribe လုပ်ပြီးနာခေါင်းလောက်နှိပ်ပြီးတော့နောက်နေ့အပိုင်းကိုဆက်ပြီးတော့စောင့်ကြည့်ပေးပါအောင်ခင်ဗျဒီနေ့မှအစားကနေအဆုံးထိ live ပါကြည့်ရှုအားပေးခဲ့တဲ့ဗိုလ်ရောင်းတယောက်ချင်းစီတိုင်းအချိန်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျကျွန်တော်အန်ခင်မူပါ